အားလုံးတို့ကိုတာလီစွာပါလေဝရီအဖန်ရဲ့ကျမ်းမာရေးကဏ္ဍအစီအစဉ်ကနေပြီးတော့အခုတလောကမ္ဘာနိုင်ငံတတော်များများမှာဖြစ်ပေါ်နေတဲ့ရောက်ကြောက်ယောဂါနဲ့ကိုဗစ်ယောဂါရဲ့ကွဲပြားချက်တွေကိုဖော်ပြပေးလိုက်ပါတယ်ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က မြောက်ကျောက်လိုအတိများတဲ့ unbox yoga ကိုနှစ်နှစ်အတွင်းဒုတိယအကြိမ်အဖြစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ်အရှိန်ကြီးညားလိုက်တာကြောင့်လူအများကြီးမှာဒါကရောကိုဗစ်အသစ်တစ်ခုလို ဖြစ်လာမလားဆိုပြီးမေးခွန်းထုတ်လာကြပါတယ်။ဒီ yoga နှမျိုးကြား၊ကွဲပြားချက်၅ခုကိုဖော်ပြပေးလိုက်ပါတယ်ရှင်။နံပါတ်1ဗိုင်းရပ်စ်အသစ်မဟုတ်တဲ့ unbox yoga ဟာ အရင်ကမြောက်ကျောက်လို့လူသိများတဲ့ Mpox ယောဂါရဲ့ virus ကို1958ခုနှစ်ကလေးကဒိမ့်မကလောင်အိမ်တဲကမြောက်တွေမှာပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်1980ပြည့်နှစ်မှာတော့ Condo Democratic သမ္မတနိုင်ငံမှာလူမှာပထမဆုံးတွေ့ရှိခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးအနောက်ဘက်နဲ့အလဲဘက်အာဖရိကမှာဒီယောဂါစတင်ဖြစ်လာခဲ့ပါတယ် ီးခဲ့တဲ့2022ခုနှစ်ကကမ္ဘာ့ကျန်းမာရေးအရေးပေါ်အရှိန်အအဖြစ်ပထမဆုံးအကြိမ်ကြီးညာခဲ့ပြီးဒီယောဂါကနိုင်ငံပေါင်း80ကျော်ကိုပြန့်နှံ့ခဲ့ပါတယ်။ကိုဗစ်ယောဂါနဲ့မတူတာကတော့2019ခုနှစ်မှာတရုတ်နိုင်ငံဝူဟန်မြို့ကစတဲ့ကိုဗစ် -19 ဖြစ်ပွားမှုဟာကမ္ဘာလုံးဆိုင်ရာကပ်ယောဂါအဖြစ်လျင်မြန်စွာဖြစ်ခဲ့ပြီးတော့အရင်ကလူတွေမှာမတွေ့ရှိခဲ့ရတဲ့ SARS-CoV-2 virus ကြောင့်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ Ambox ကိုစိုးရင်ရတဲ့ပြည်သူ့ကျန်းမာရေးအရေးပေါ်အရှင်တွေဖြစ်ကြညာချိန်မှာ COVID-19 အကြောင်းကိုသိတာထက်အခု Ambox အကြောင်းကို ပိုသိတယ်လို့တုံ့ပြန်ထားပါတယ်။ဟောလေထဲကတဆင့်ကူးစက်တဲ့ရောဂါတွေဖြစ်ပေမဲ့ COVID ကလေထဲမှာပိုးပြီးပြန့်နှံ့လို့မြန်လို့ပိုးပြီးကူးစက်လွယ်ပါတယ်။ COVID ကရောဂါပိုးရှိသူထံကသိငယ်တဲ့အရေးအဆက်တွေကို ဆောင်းဆိုနှာရှည်စကားပြော တရှင်းဆိုစတာတွေကတဆင့်ချူဆိုင်မိတာဒါမှမဟုတ်အသက်ရှူလမ်းကြောင်းကတဆင့်ကူးဆက်တယ်လို့ WHO ကပြောပါတယ် Apple's ကတော့လိမ့်ဆက်ဆန်ခြင်းပါဝင်အရေးပြားထိတွေ့ခြင်းတန်းရှင်းမှုမရှိ ပေကျန်နေတဲ့အေရခင်းတွေနဲ့အဝိအစားတွေကိုထိတွေ့မိတာရောဂါပိုးရှိသူနဲ့အချိန်တော်ကြာမျက်နှာချင်းဆိုင်ရှိနေတာစတဲ့နီးကပ်ကြာရှည်စွာထိတွေ့တာကတဆင့်ကူးဆက်နိုင်ပါတယ် 2019ခုနှစ်ဒီဇင်ဘာလကနေ2023ခုနှစ်ဩဂတ်လအတွင်းကမ္ဘာတဝန်းမှာ COVID-19 ရောဂါဖြစ်ပွားမှုတန်း960ကျော်ကိုမှတ်တမ်းတင်ခဲ့တယ်လို့ WHO ကပြောကြားထားပါတယ်။ဒါပေမဲ့ Mpox ရောဂါကူးစက်မှုကိုကြည့်ရင်တော့ဒီကမ္ဘာလုံးအတိုင်းအတာနဲ့လူတစ်သန်းအထိကူးစက်ဖို့2022ခုနှစ်မေလကနေ2024ခုနှစ် နှစ်နှစ်ကြာအချိန်ယူခဲ့ရတယ်လို့ WHO ရဲ့အချက်အလက်တွေကဖော်ပြပါရယ်။2024ခုနှစ်အာဖရိကယောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာအာဖရိက CDC ရဲ့စာရင်းအရယောဂါဖြစ်ပွားမှု18900ကျော်ရှိခဲ့ပြီးလူလျှောက်ရာနီးပါးသေဆုံးခဲ့ပါရယ်။ဒီအချက်အလက်တွေကိုတော့ BBC မီဒီယာကကောက်နှုတ်ဖော်ပြထားတာပဲဖြစ်ပါရဲ့ရှင်။မြန်မာပြည်သူပြည်သားအားလုံး ကပေးယောဂါဆိုးကြီးကနေပြီးအများဆုံးလုံးမြောက်နိုင်ပါစေလို့ကျမတို့လေးရီအဖန်ဝိုင်းတော်သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။